မင်္ဂလာပါရှင်11ရုပ်တန်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာတော့နိုင်ငံတွင်ဖြစ်ပွားလျက်ရှိတဲ့မတိမငြိမ်မှုများနဲ့အကြမ်းဖက်မှုဖြစ်စဉ်များဟာပညာရေးအားနည်းတဲ့ဒေသများမှာပုံမှုဖြစ်ပွားရာကိုတွေ့ရှိရမှာဖြစ်ကြောင်းနောက်ဆက်ကဥက္ကဋ္ဌပြောကြားရဆွဲသတင်းပါဝင်နောက်ဆက်ညနေခင်းသတင်းများကိုတင်ဆက်ပေးတော့မှာပါ ဒီတဲ့ရင်ပြင်ကော့ဂရိတ်မျိုးနဲ့ပိုင်ရဲကျေးရွာအတွင်းလက်နက်ကြီးပုံသေးကြောက်ပောက်ကွဲတာကြောင့်ပညာရေးဝန်ထမ်းတဦးနဲ့ကလေးသုံးသေဆုံးပြီးဆ iam မတဦးနဲ့ចောင်းသားចောင်းသူ၁၉ဦးထိခိုက်ဒဏ်ရာရရှိရတဲ့တရတ်ဒိုနေထရန်ကဒေါ်လာ၅သန်းတန်အမေရိကန်နေထိုင်ခွင့်ဗီဇာအတွက် website ကိုကြေညာတဲ့တဲ့ဘာဘီထွက်သွားပြီးရဲ့နောက် Champion League Player ရရှိခြင်းမှာကံကောင်းတယ်လို့ PSC အသင်းဥက္ကဋ္ဌအေခီလိုင်းဖီဆိုရတဲ့အစရှိတဲ့တဲ့များကိုတင်ဆက်ပေးတော့မှာပါဦးစွန်တဲ့တဲ့ပုတ်အနေနဲ့ နိုင်ငံမှာဖြစ်ပွားရရှိတဲ့မတိမငြိမ်မှုများနဲ့အကြမ်းဖက်မှုဖြစ်စဉ်များဟာပညာရေးအားနည်းဒေသများတွင်ပုံမှန်ဖြစ်ပွားတာကိုတွေ့ရှိရမှာဖြစ်ကြောင်း NASA ကဥက္ကဋ္ဌပြောကြားသတင်းကိုတင်ဆက်ပေးပါမယ်။မိမိတို့နိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့မတိမငြိမ်မှုများနဲ့အကြမ်းဖက်မှုဖြစ်စဉ်များဟာပညာရေးအားနည်းတဲ့ဒေသများမှာပုံမှုဖြစ်ပွားတာကိုတွေ့ရှိရမှာဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောကြားပါသည်။ နာဆာကဥက္ကဋ္ဌဟာဇွန်လ17ရက်နေ့ကမြို့လင်ဒေတာရေဖူလုံစွာရရှိရေးပညာရေးကဏ္ဍမြန်မာရေးနဲ့တန်ရှင်းတရားလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုလိုက်လံကြည့်ရှုဆက်ဆဲခဲ့ပြီးပြည်ဦးလီမြို့အမှတ်3ခြေကပညာထက်တန်းကျောင်းတွင်ဆရာဆရာမများအားတွေ့ဆုံပြီးအမှားစကားပြောကြားရာတွင်အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိတဲ့မဒီမငြိမ်မှုများနဲ့အကြံဖတ်မှုဖြစ်စဉ်များကိုကြည့်မယ်ဆိုပါကပညာရေးအားနည်းတဲ့ဒေသများမှာပုံမှုဖြစ်ပွားတာကိုတွေ့ရှိရမှာဖြစ်ကြောင်း အတန်းပညာတက်မြမှုအားနေခြင်းသိမြင်တွေးခေါ်နိုင်မှုအားနေခြင်းတို့ကြောင့်အကြံဖတ်မှုလုပ်ရများကိုလှုံ့ဆော်လာကြခြင်းဖြစ်ပြီးဒေတာနေဒေတာခန့်များရဲ့လူမှုစီးပွားပွားကိုပါထိခိုက်လာစေကြောင်းနာဆာကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားပါသည် ဒါကြောင့်ဆရာဆရာမများအနေနဲ့မိမိတို့သင်ကြားပေးနေရတဲ့ကလေးငယ်များအားအတန်းပညာသင်ကြားပေးခြင်းအပြင်အကောင်းဆုံးအကြောင်းအကျိုးကိုခွဲခြားသိမြင်နိုင်စွမ်းရှိစေမယ့်အသိပညာနဲ့တွေးမြင်များကိုသင်ကြားပေးရမှာဖြစ်ကြောင်းလည်းဆက်လက်ပြောကြားပါရစေ။ အလားတူကျောင်းသားကျောင်းသူများရဲ့အတန်းပညာတက်မြောက်ရေးဖြင့်စိတ်တနဲ့စည်းကမ်းကောင်းမှုရေးအတွက်တင် जा ရေးတာဝန်ယူထားရတဲ့ဆရာဆရာမများကစာဝတ်ပေးကြမှာဖြစ်ကြောင်းစည်းကမ်းယူထားရှိတဲ့ကိန်းကဏ္ဍချက်လက်များအရမိမိတို့နိုင်ငံအနေနဲ့ပညာရေးအပြည့်မြင့်တရန်လိုအပ်ချက်များစွာရှိနေစေဖြစ်ပြီးလူဦးရေ90ရာခိုင်နှုန်းခန့်မှာပညာရေးအားနည်းလျက်ရှိနေကြောင်းပြောကြားပါသည်။ ငယ်စဉ်ကလေးဘွားရင်းကြောင်းတရတဲ့အချိန်များတာကြောင့်ဆရာဆရာမများရဲ့တုံသင်ဆုံးမပေးမှုကိုပုံမရရှိကြကြောင်းကြောင်းလုံးဝမနေသူများအနေနဲ့ဆရာဆရာမများရဲ့တုံသင်မှုအောက်တွင်နေခဲ့ကြရခြင်းမရှိခဲ့ကြောင်းအတန်းပညာသင်ကြားပေးရမှာဖြစ်တဲ့ကဲ့သို့စိတ်သက်စည်းကမ်းကောင်းမွန်ရင်းတိုင်းချစ်ပြည်ချစ်စိတ်နဲ့မြို့ချစ်စိတ်များမြန်မာစေရေးတို့အတွက်လည်းဆရာဆရာမများအနေနဲ့စနစ်တကျလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း စိတ်တဲ့စည်းကမ်းကောင်းမွန်ရေးအမျိုးသားရေးစိတ်တဲ့မြန်မာရေးဟာအဓိကအရေးကြီးကြောင်း NASA ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကော်ဂရိတ်မြို့နယ်ပိုင်ရဲကျေးရွာအတွင်းလက်လက်ကြီးပုံတီကြောက်ရောက်ပေါက်ကွဲတာကြောင့်ပညာရေးဝန်ထမ်းတဦးနဲ့ကလေး၃ဦးသေဆုံးပြီးဆရာမတဦးနဲ့ကျောင်းသားကျောင်းသူ၁၉ဦးထိခိုက်ဒဏ်ရာရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကင်းပြည်နယ်ကော့ကရိတ်မြို့နယ်ပိုင်ရဲကျေးရွာအတွင်လက်နက်ကြီးပုံသေးကြောက်ရောက်ပောက်ကွဲတာကြောင့်ပညာရေးဝန်ထမ်းတအူးနဲ့ကလေးသုံးသေဆုံးပြီးဆ ्याम တအူးနဲ့ចောင်းသားចောင်းသူ၁၉ဦးထိခဲ့တယ်ရရှိခဲ့ကြောင်းသိရပါတယ် ဇော်လာဆယ်ရဲ့မွန်လက်တနာကြီးမှာကရင်ပြည်နယ်ကော့ကရင်းမြို့နယ်ပိုင်ရဲကျေးရွာတို့လက်နက်ကိုင်ဖွဲတစ်ဖွဲကလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ရာပိုင်ရဲကျေးရွာအခြေခံပညာလေတန်းကျောင်းမှာကျောင်းသားတက်သူများအားလုံခြုံရေးချင်းနေရခေတ္တပြောင်းရွှေ့စာတင်ကြားပေးနေတဲ့အဆိုပါကျေးရွာရှိဥက္ကလာရဲ့နေအိမ်ရှိမြေကွက်လက်တို့လက်နက်ကြီးဘုံဒီတလုံးကြားရောက်ပေါက်ခွဲခဲ့မှုကြောင့်ပိုင်ရဲကျေးရွာအခြေခံပညာလေတန်းကျောင်းမှာရုံးကူဝင်နေဖြစ်သူဒေါ်မိသစင်36နှစ်နဲ့ကျောင်းသားတက်သူများဖြစ်တဲ့မာဝီရန်အောင်ရှင် နှစ်မတ်လာရိတ်ချိုး10နှစ်နဲ့မတ်သူစာအေး6နှစ်တို့၄ဦးတွင်ဘုံဒီပောက်ခွဲစထိမှန်တရားများရရှိကာတည်ဆုံသွားခဲ့ကြောင်းသိရပါသည်အဆိုပါပောက်ကွဲမှုကြောင့်ပိုင်ရဲကျေးရွာနေလောအပီဆရာမဖြစ်သူမမိုးသူစားနေចောင်းသားចောင်းသူ၁၉ဦးတို့တွင်မိုင်းပောက်ကွဲစထိမှန်တရားများတည်တည်ရရှိခဲ့ကြောင်းသိရပါသည်အထက်ပါဖြစ်စေမှတရားရရှိသူများအား ကရင်ကတိုက်ကျေးရွာရှိကျေးလက်ဆေးပီကန်းနေမလမြိုင်မြို့ပြည်သူစေယုံတို့တောင်းရှိသူများကပို့ဆောင်ဆေးကူတာပီလျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးတမနာဒေါ်နယ်ထရန့်ကဒေါ်လာ5သန်းတန်အမေရိကန်နေထိုင်ခွင့်ဗီဇာအတွက်ဝက်ဆိုက်ကိုကြေညာတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒေါ်လာ5တန်းတန်အမေရိကန်နေထိုင်ခွင့်ဗီဇာအတွက် website အသစ်ကိုဇွန်လ17ရက်နေ့မှာကြေညာခဲ့ပြီးရွှေဗီဇာအတွက်စောင့်ဆိုင်စင်ကို trunkcap.gov မှာဖွင့်ပေးထားတယ်လို့ပြောကြားခဲ့ပါတယ်။လူထောင်ပေါင်းများစွာဟာအကြီးကျယ်ဆုံးနိုင်ငံနဲ့ကမ္ဘာအကြီးဆုံးဈေးကွက်ရှိတဲ့နိုင်ငံကိုလာရောက်ရမှာလှပတဲ့လမ်းကနေလာရောက်ဖို့ဘယ်လိုစဉ်းသွင်းရမလဲဆိုပြီးတောင်းဆိုနေမိမျက်နေရာတွေရှိနေပါတယ်လို့ trunk က social media post မှာဖော်ပြခဲ့ပါတယ်။ Trump ဟာအဲ့ဒီလိုဗီဇာကိုပြီးခဲ့တဲ့ AP လာတုန်းက F41 လေယာဉ်ပေါ်တွင်ကြေညာခဲ့ခြင်းဖြစ်ပြီးအဲ့ဒီတုန်းက Trump ကသူ့ရဲ့မျက်နှာပုံပါတဲ့ရွှေရောင်ရွှေပြေးဗီဇာကတ်ကင်ထားပြီးနှစ်ပတ်မပြည့်မီအထူးခွင့်ပြုချက်ရနိုင်ွယ်ရာရှိရလို့ပြောကြားခဲ့ပါတယ်။ ဗီဇာများဟာလက်ရှိချိန်မှာမရရှိနိုင်သေးပေမဲ့စိတ်ဝင်စားသူများဟာ Trump Get It Gaming ဆိုတဲ့ခေါင်းစဉ်အောက်မှာ၎င်းတို့ရဲ့အမည်စိတ်ဝင်စားတဲ့ဗီဇာမျိုးစားနဲ့အီးမေးလ်လိပ်စာတို့ကိုတင်ပြခွင့်ပြုထားကြောင်း website ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အစင်လာ green card ရဲ့တန်ဖိုးကြီး version ဖြစ်တဲ့ visa တဲ့ကအလောက်ကိုင်းဖန်တီးပေးမှုများကိုပေါ်ပေါက်လာစေမှာဖြစ်ပြီးအမေရိကန်မျိုးသားလူငွေပြမှုများကိုရှော့ချရန်အသုံးပြုနိုင်လိမ့်မယ်လို့ Trump ကရခင်ကပြောကြားခဲ့ပါတယ်။နေရပြန်မှုရေးအတွက်စီးနင်းမှုများကိုနိုင်ငံတော်အရှိန်မြှင့်လောဆောင်နေချိန်မှာအထက်ပါကြီးညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အဲ့လိုစီးနင်းမှုများကြောင့်ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပါတယ်။ Trump ဆိုရဟာတရားစွဲဆိုမှုများကိုရင်ဆိုင်နေရပြီးအစိုးရရဲ့ရွှေပြောင်းနေနေရေးစီးနင်းမှုများနဲ့ဆက်လင်းပြီးလူ့အခွင့်အရေး င်ချိုးဖောက်မှုဆွဆွဲချက်များကိုရင်ဆိုင်နေရပါသည်။ဗီဇာကတ်အသစ်ကတန်ဖိုးမြင့်မားတဲ့အမေရိကန်နိုင်ငံသားဖြစ်ခွင့်လမ်းကြောင်းကိုဥတီစေလိမ့်မယ်လို့လည်းဖေဖိုင်လာထဲမှာထရန့်ကပြောကြားခဲ့ပါသည်။၎င်းရဲ့အစိုးရကတန်ကနန်ရောင်းချပေးနိုင်မယ်လို့မျှော်မှန်းထားကြောင်းထရန့်ကပြောကြားခဲ့ပြီးရုရှားလူချမ်းသာများလည်းရှောက်ထားရန်အရေးချင်းပြစ်မိနိုင်တယ်လို့အချက်ကိုညှင်းဆန်ခြင်းမပြုပါဘူး။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပါပေထွက်သွားပြီးရဲ့နောက်ချန်ပီယံလိဖလာရရှိခြင်းမှာကံကောင်းတယ်လို့ PSC အသင်းဥက္ကဋ္ဌ AKI Lifey ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ PSC အသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ AKI Lifey ကအသင်းကနေပါပေထွက်ခွာသွားပြီးရဲ့နောက်ချန်ပီယံလိဖလာရရှိခဲ့ခြင်းမှာကံကောင်းတယ်လို့ပြောကြားခဲ့ပါတယ်။ BS ရဲ့အသင်းမှခွန်နှေးကြာကစားခဲ့တဲ့ပြည်သစ်ကျဲဝင်ကစားသမားဘာဘီဟာပြီးခဲ့တဲ့2024နှစ်ရာသီမှာ Real Madrid အသင်းကိုပြောင်းရွှေ့ခြင်းအလွတ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ဘာဘီထွက်ခွာသွားတဲ့ပထမဆုံးရာသီမှာပဲ PSC အသင်းဟာအသင်းတမိုင်းတလျှောက်ပထမဆုံးအကြိမ်ဖြစ်ချန်ပီယံလိဖလားကိုရယူနိုင်ခဲ့တာပါဘာဘီအနေနဲ့ချန်ပီယံလိဖလားရယူလို့ရကြောင်း Real Madrid အသင်းကိုပြောင်းရွှေ့ခဲ့ပြီးမိနောက်ဆုံးမှာတော့အသင်းဟောင်း PSC အသင်းချန်ပီယံလိဖလားရတာကိုစောင့်ကြည့်ခဲ့ရတာဖြစ်ပါတယ် အခီလိုက်ဖီကအတင်းကနေဘာဘီနဲ့ထွက်ခွာတရနဲ့ပတ်သက်လို့ကျွန်တော်မှဘာနောင်တာမှမရှိပါဘူးအတင်းမှာကစားခဲ့ကြတဲ့ဘာဘီမက်ကစီနေမာနဲ့အီဘရာဟီမိုဗစ်တို့ကိုကျွန်တော်ကျေးဇူးတင်ပါတယ်သူတို့ကအတင်းအတွက် အရန်ကိုအရေးပါခဲ့တဲ့ကစားသမားတွေဖြစ်ပါတယ်ဘာဘီမရှိတော့ပေမဲ့ဒီနှစ်မှာကျွန်တော်တို့ကန်ကောင်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အနည်းနဲ့ရီယယ်မက်ဒရစ်မှာဘာဘီအကောင်းဆုံးနေပိုင်ဆိုင်ဖို့စူတောင်းနေပါတယ်လို့ပြောကြားခဲ့ပါတယ် PSG နဲ့ Real Madrid အသင်းတို့ဟာဇွန်လ14ရက်နေ့စတင်ကျင်းပမယ့်ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်နေကြပြီးဘာဘီနီနဲ့အဲ့ဒီပြိုင်ပွဲမှာအသင်းဟောင်း PSG နဲ့ပြန်လည်ရင်ဆိုင်ရပွဲရှိနေရပါ11ရက်တိုင်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းဖြစ်ကြပါစေရှင်